ခင်ဆက်ဆက်ငါရင်ခွင်ထက်မှကျေတွေလာတွေနေတွေငူဖွာပြေးခဲ့တယ်လေဒါပေမဲ့ငါသားတွေဟာငါရဲ့အဝေးဆုံးမှာပဲပျောက်ကွယ်သွားခဲ့ကြရတယ်နေမိဘုံခန်းစာဆိုရဟန်းရဲ့ခမဲတော်အဘယကျော်သူဟာလဲမိစ္ဆာဒိဋ္ဌိသူဟန်ဘွားကိုနှိမ်နှင်းသွားတာပြန်မလာနိုင်ခဲ့ပြီအလောင်းမင်းတရားရဲ့နိုင်ငံတော်တီထောင်ပွဲမှာလည်း မောင်မြတ်အစထားငါသားတွေပါခဲ့ရတယ်ဘိုးတော်ဦးဝိုင်းစီမံတဲ့မိထီလာကံတည်တန့်ရေးငါသားမင်းပြိုတယောက်အဆောင်ပေးခဲ့ရတယ်ထီကျူစီပေါတော့လဲငါသားတွေချဲ့လိုက်ရသည်တယ်အဲ့ဒီထဲကသားကြီးလာရောင်ရဲ့ကိုမပါတဲ့ခေါင်းပဲငါထံပြန်လာခဲ့တယ် လွတ်လပ်ရေးအတွက်လဲငါသားလေးတွေထည့်ပေးလိုက်ရသေးတယ်။သူတို့လဲငါထံပြန်မလာနိုင်ကြတော့ဘူး။မှတ်မှတ်ရရငါသားလေးနှစ်ယောက်ငါရင်ခွင်အောက်ကအပြည့်အပိုင်ထွက်သွားတဲ့1949ဇူလိုင်16မှာမျက်ရည်မိုးတွေရင်ကျိုးအောင်ရွာခဲ့ရတယ်။ငါသားတွေထဲမှာသားအငယ်ဆုံးလေးကတော့ အယိုးဆုံးအရှင်ဆုံးအထက်ဆုံးလေးပေါ့ဒါကြောင့်လဲငါကသူ့ကိုအချစ်ဆုံးဖြစ်ရတာပေါ့လေဘာလို့လို့နဲ့2015ဖြစ်ဖို့ဝါရီ73ဆိုရင်ငါသားလေးရဲ့မွေးနေ့အနှစ်တရာပြည်ပါပေါ့လားဒီအနှစ်တရာအတွင်းမှာငါ့အပေါ်ကိုပြားရီဆန်းသူကဆန်းကြတယ်အဲ့စစ်ဖြန်းသူကဖြန်းကြတယ် တချို့ကငါကိုမိခင်ကောင်းတယောက်လို့ချီးမွမ်းပြောဆိုကြတယ်တချို့ကတော့ဒီလူသားမျိုးတွေမူဖွာထားလို့ငါနာမည်ကိုပင်မကြားချင်ဖြစ်နိုင်ရင်ငါကိုမြေပုံထဲမှာပင် မထားကျင်တော့တယ်လို့ပဲဒါလဲငါကန်နဲ့ငါပဲလေငါကအစအစအရာရာตาလွန်တဲ့သားတွေမူဖွာပြီးခဲ့မိတာ မตาရာတော့ရှိပါတယ်ငါသားတွေကငါကိုဘာတခုမှ မပြီးခဲ့မကြွေးခဲ့အလှတန်းစားမစင်ခဲ့ကြဘူးလေဒါပေမဲ့ငါကျင်တတ်ပါတယ်မိဘဆိုတာသားသမီးတွေစီကမျော်လင့်ချက်မထားကြဘူးလေတချို့ကမေးကြတယ်ငါကညူလားရွာလားတဲ့သူတို့မေးမယ်ဆိုလဲမေးလောက်เสียပဲလေ ငါကအခုချိန်အထိခင့်မမိသေးဘူးဆိုတော့တကယ်တော့ငါကခင့်နောက်ပြန်ခဲ့တာမဟုတ်ပါဘူးခင့်နောက်ကြံခဲ့ရတာပါဘာပဲဖြစ်ဖြစ်ငါသားလေးရဲ့အနှစ်တရာပြည့်မွေးနေ့ပွဲမှာလွမ်းငွေတွေတဝေဝင်နဲ့ငါပျော်နေပါမယ်ဒါညူလေးရဲ့ရင်ဖွင့်တာပါပဲဟုတ်လား ငံရဲ့လွတ်လပ်ရေးပြီးသူကကြီးဘိုးကျော်အောင်ဆန်းဟာသူကိုယ်တိုင်ရေးသားခဲ့တဲ့အထုပ်ပတ်တိထဲမှာမွေးရမြေကိုကွက်ကွက်ကွင်းကွင်းမြင်သာအောင်ရေးဖွဲ့ထားခဲ့ပါတယ်။ဇာတိမြေကို ပြန်လာတိုင်းမြင်တွေ့ရတဲ့မြင်ကွင်းတွေထဲမှာမိရထားပူလာယုံနဲ့မိရထားဝန်ထမ်းတွေနေတဲ့အိမ်တန်းလျားတွေပါဝင်သလိုညီဘဲကိန်းနှန်းကင်းတွေလည်းပါတယ် င်းချောင်းလို့အမည်ရတဲ့ဒေးချောင်းကြီးပါတယ်လို့အင်ချီတရာလောက်ရှိတဲ့နကြားဘူးရွာလည်းပါတယ်။အဝေးကတော့လှမ်းမြင်နေရတဲ့ရွှေရောင်တောက်နေတဲ့ဇီဒီတော်ကြီးပါတယ်လို့လောကဓာတ်ပညာသင်တဲ့မြမအထက်တန်းသင်ဘုန်းတော်ကြီးကျောင်းလည်းပါတယ်ဘုเจ้าဖွင့်ညွှန်းထားတဲ့နေရာလေးကတော့ ရေလက်ဒေသထဲမှာပါဝင်နေတဲ့နတ်မောက်ဆိုတဲ့မြို့လေးပါဒီမြို့လေးဟာမြမသာမကကဘာကပါသိနေတဲ့မြို့ငယ်လေးလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီမြို့လေးဟာခေနောက်ကျန်နေခဲ့တဲ့မြို့လေးတစ်မြို့အဖြစ်ပဲရှိနေသေးတယ်လို့ဆိုရပါမယ်စပါရိုဒစ်စထရစ်ထွေဖွဲ့သားတွေဟာအခုတော့ဘိုးချုပ်ရဲ့ငယ်ဘဝပုံရိပ်တချို့ကိုပြန်လည်ရှာဖွေဖို့အတွက်နတ်မောက်မြို့ကိုရောက်ရှိနေပါပြီကျမတို့ဘိုးချုပ်ရဲ့ခလေးဘဝကိုမမဖြတ်တန်းခဲ့တယ်

သက်32နှစ်အရွယ်ရောက်ပြီလေ32နှစ်မင်းကွန်းပြောတာလားလေရဲတော်မတည်တည်တော်ငရဲမလားဆိုတဲ့မင်းကွန်းကိုဘုချုပ်ဖြစ်နေပြီပေါ့အဲ့မင်းကွန်းကိုတချောင်းကြီးအောင်ပါပဲပြောသွားတယ်ပေါ့ငငယ်လေးရဤတဲ့အောင်ဆန်းကအဲ့တော့ကသူ့ကိုဒီကလေးကဘာဖြစ်လို့မှအောင်မေးတာတဲ့ဒီဘက်ကဘာတွေကိုလာလာပြီးသူကတရားဟောလေ့ကျင့်တာတဲ့ဟိုကပေါ့အဲ့အဲ့တော့တက်ကတူတွေပါတဲ့ပြန်လာနေပြီတဲ့ပြဖက်ဆီရတော့ဘာလို့ရှိမှာပေါ့ဒီဘက်ကဘာတွေကိုလာပြီးတော့နိုင်ငံရေးတရားဟောတာလက်သီးလက်မောင်းနေတမ်းပြီးတော့တဲ့အဲ့လိုတော့ပြောဘူးတယ်မမေတို့ကလည်း အဲ့ကထူးခြားတော့ထူးခြားတဲ့အေးတဲ့အဲ့ကလေးရတော့တယ်အော်ဝင်းကြီးရဲ့အကျယ်ဝန်းကဒီအရှိန်နောက်ပေါ့နော်ဒါအရှိန်ပါအရှိန်နောက်အရှိန်နောက်က150ရှိပါတယ်တောင်ရောက်က220ရှိပါတယ်ဝင်းကတော်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 ကြီးကိုကြည်ကြည်ဝန်းမယ်နော်အရင်တော့ကတော့ဒီဒီဘက်အချမ်းနေကသူအမျိုးတွေစုနေကြရတယ်ပေါ့မင်းလောင်ပြီးတော့မှဒီရင်ကျိမှုဝင်းကြီးဌာနကိုပြန်လှူလိုက်တာပေါ့တရွာလုံးရှိအိမ်ဝိုင်းများနဲ့အကျယ်ဆုံးအိမ်ဝိုင်းကြီးတွေအေယာမအိမ်ကြီးတစ်လုံးရှိလေသည် မူလကစင်တရက်ခန့်ဝင်းနိုင်အောင်မြင့်၍အဆောင်မောင်းများစွာရှိတော်လဲထိုအခါကအတောင်ရှိတောင်သာရှိတော်သည်အိမ်အမြင့်မှာလဲသုံးမိခွဲခန့်သာရှိတော်သည် ထိုအိမ်ကြီးကရှေးမြမမင်းများလက်ထက်ကနမောက်မြို့မြို့တကြီးအိမ်ဖြစ်ဖြစ်လေသည်ထိုအိမ်နောက်ဖေးဆောင်ငယ်တွင်ကျွန်ုပ်အားဖွားမြင်ခဲ့လေသည်ဒါတော့ဘူဂျုတ်ကိုယ်တိုင်ရေးသားခဲ့တဲ့ဘူဂျုတ်မွေးဖွားခဲ့တဲ့အိမ်ဝင်းမှာ အရင်ကတော့ဒီအိမ်ဝင်းရှိတဲ့နေရာကိုတောင်ရွာလို့ခေါ်ပါတယ်။အခုတော့ဘိုးချုပ်ကိုဂုံပြုတ်တဲ့အနေနဲ့အောင်ဆန်းရက်ွက်လို့ခေါ်ကြပြီးဘိုးချုပ်နေခဲ့တဲ့အိမ်ကိုလည်းပြတိုက်လုပ်ထားပါတယ်။ဒီအိမ်ဝင်းကြီးထဲမှာတော့ဘိုးချုပ်ရဲ့ကလေးဘဝပုံရိပ်တွေရှိနေပါတယ်။အမေဖေပဲဖြစ်စေဆရာသမားကိုပဲဖြစ်စေသူကအမှန်တမ်းပဲပြောတဲ့ပုံကိုပေါ့နော်။ဒါပေမဲ့အမေစုကအမေစုနဲ့ပတ်သက်လို့ဆိုရင်အားလုံးတည်ပြီးဖြစ်တယ်ပေါ့။ စဘာဝယ်တဲ့လူတွေလာတယ်စဘာဝယ်တဲ့လူတွေလာတော့ခါကြအဲငါဝယ်တုန်းကတော့60စင်းနဲ့ဝယ်ထားတာမင်းတို့လိုချင်တယ်ဆိုရင်90စင်းနဲ့ယူသွားကြပေါ့လို့ပြောတဲ့အခါသုံးလေးနှစ်သားအရွယ်ကစားနေတဲ့အောင်ဆန်းလေးကအမခမရမညာနဲ့ဗျခမရ90နဲ့ဝယ်ထားတာကြုတ်သိတယ်လို့အဲ့ဒီလိုထပြောလိုက်တယ်ပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့စဘာဝယ်တဲ့လူတွေကလည်းအဲသူ့ကိုကြည့်ပြီးသဘောကျပြီးတော့ပြောလို့ရှိရင်ရီမောရေမောကျသွားကြတယ် ဒါပေမဲ့စဘာတော့အယောင်ဝေတော့ပြက်သွားပုံပေါ်တယ်အဲသူတို့ပြန်သွားတဲ့ခါကျတော့အမေစုကနေသူ့ကိုခေါ်ပြီးတော့ခါကျပေါင်နှင်းကျော်လိန်ဆွဲပြီးတော့နောက်လူကြီးတွေစကားပြောတဲ့အခါမှာဝင်းရှုပ်အောင်မလားဆိုပြီးတော့ပေါင်နှင်းကျော်ကိုလိန်ဆွဲတယ်အဲ့ဒီခါမှာအောင်ဆန်းလေးကဘာပြောလိုက်လဲဆိုတော့အမညာတာကိုဗျာဟုတ်တာပြောမှဥစ္စာပေါ်တယ်ဗျာလို့အဲ့ဒီလိုအရွယ်နဲ့မလိုက်အောင်အမှန်တရားကိုမျက်နှာမူလေးပေါ့နော်ဥစဉ်တို့ကြားသေးရတယ် ဟိုအောင်ဆန်းအားကွာရင်နံเจ้าမှာเจ้าနေတော့ဟိလာအဲအရန်ရှက်တဲ့ဓာတ်သူကအဲအเจ้าထမင်းလာကပေးစားတဲ့အိမ်မှာအပြူလေးရှိတယ်ကွာတဲ့အဲအပြူလေးကထမင်းလာကျွေးဖို့လို့လာပြီးတော့ဖြည့်ဖို့လို့စောင့်နေတာဟိုသူကအရန်ရှက်တာတဲ့အဲ့ကြထမင်းစားကြလို့ရှိရင်ဘေးကလူတို့တာလေထမင်းလိုချင်တို့တော့အဲ့ဘေးလူကြီးကပြောင်းတာပေါ့သူကတော့အိုးဆိုမရှက်ဘူးလေဟာအောင်ဆန်းကထမင်းလားกว่าလို့ဆိုတယ်အဲ့လိုဆိုရင်အရန်ရှက်သွားပြီလေသူထမင်းဆက်မစားရတော့ဘူးတဲ့သူကအားလုံးညီကိုတူတူထဲမှာသူကဟိုမှာပြစ်တယ်ဟိုအေးတယ်ပေါ့ သူ့ညီမတွေခုနအိမ်ကအမတွေကိုရှေ့ရတန်းစီခိုင်းသေးတာတဲ့တန်းစီခိုင်းပြီးတော့သူကတရားဟောတာတဲ့ရှေ့ရတို့အမေကပြောပြတယ်အဲ့လိုပြောပြတယ်အခုမြင်နေရတဲ့ဘုကျုံနေအိမ်ကတော့မူလလက်ရာအတိုင်းအစ်စ်ပြန်ဆောက်ထားတာပါမူလအိမ်ကတော့အောင်စားရက်ွက်မီးကြီးကျယ်လောင်တဲ့အထက်မှာပေါသွားခဲ့ပါပြီဒါကြောင့်လဲပြတိုက်ထဲမှာမီးကျွမ်းနေတဲ့မီးကန်တစ်တာတွေမီးလောင်မီးကြံငဲတွေဂူတော်အပိုင်းစာတွေကိုမြင်တွေ့ကြရတာပါ ခဲ့တယ်ဗောနော်ဒီအထုပ်ပတိလေးထဲမှာဆိုလို့ရှိရင်ဒီဂိုဒေါင်နှလုံးကြည့်မယ်ဒီဂိုဒေါင်နှလုံးရဲ့ဂျားဘက်မှာအပြင်မှာဗောနော်ဒီမှာခြံစည်းရိုးရှိမယ်ဆိုတာဒါဒီနေရာလေးဖြစ်မယ်နဲ့တူပါတယ်အဲ့ဒီမှာဖတ်ခဲ့ရဘူးတာကြတော့ဒီခြံစည်းရိုးတန်းလေးကတော့ဒီကလေးတွေဝင်ထွက်ဆော့ကစားရတဲ့အတွက်ပြိုပြက်နေပြီပေါ့နော်ဒီဝါတန်းလေးတွေပြက်နေပြီနောက်ဆုံးတန်းလေးတန်းပဲကျန်နေလို့ပြောတယ်အဲ့တန်းလေးကလည်းရင်ဆိုးလောက်ရှိရတဲ့အဲအဲ့ဒီမှာဘုချုပ်ကဒီတန်းလေးကိုသူအမြင့်ခုန်တာ तू လွတ်အောင်ခုံကျင့်တယ်လို့ပြောတယ်အဲ့ဒီသူ့ရဲ့အထုပ်ပတိလေးထဲမှာရေးခဲတာပေါ့နော်ဒူးကွဲတော့သွေးထောင်ထွက်နေပြီလို့သူပြောတယ်ဒါပေမဲ့ဒီတန်းကိုမရရအောင်ကြော်မဲဆိုရယ်အဲ့သူငငယ်လေးကစိတ်သက်ကပြင်းထန်ခဲ့တာပေါ့နော်တန်းလေးကိုရအောင်ကြော်မဲဆိုနောက်ဆုံးမှာသူကြော်နိုင်ခဲ့တယ်လို့ပြောတယ်ဒီဟာကိုငါဖြစ်အောင်လုပ်မဲဆိုလို့ရှင်သူ့မှာဒိုင်အနာတရားဖြစ်နေလည်းဂရုမစိုက်ဘူးသူသွေးတွေပါထွက်နေတယ်လည်းသူဂရုမစိုက်သူခုံကြော်နိုင်ခဲ့ပြီးမှသာအနာဆေးသွားထည့်တယ်လို့ပြောတယ်ဒါငငယ်လေးရဲ့စိတ်သက်တော်တော်ပြင်းထန်ခဲ့တယ်ပြောရမှာနော်ဟုတ်စိတ်သက်ပြင်းထန် โอเคโอเคเอาตัววันวันญาติมาเลยป่ะตัวอะเกลือโหตัวตัวแม่ริเว้ยชื่อแหละป่ะตัวปีหน้าอ่ะกะเลเล่กว่าดิไอ้โหลမျိုးสุโอเคตัวอเงินซะโอเคโอเคสุบิออกมาดีมาดาชั่วชิงโวยอะอะน้อยน้อยก็ชั่วชิงจุ้ยเนี่ยชิงจุ้ยပြီးတော့มาตัวอ่ะดีโหลไอ้โหลตูฮ้อပြောတယ်ငယ်လေးอ่ะဆိုตัวရှိมาဒီမှာกะเลထိုင်းไอ้โหลမျိုးป่ะဟောပြောဝဲယူတော့ကြာတယ်ป่ะโอเคဒါဆိုငယ်စဉ်ကလေးอ่ะဟုတ်တယ်ဝါသနာနဲ့ဒီတည်းကပါလာပြီးတာလေးเนาะ အာဒီမှာဆိုလို့ရှိရင်ဘူတောဆိုင်ရဲ့ဇာတာခွေမိတူအရင်တော့ကတော့ဒီလိုမျိုးဇာတာလေးတွက်ချက်ကြတယ်ပြီးတော့တေချာသိမ်းတာလေးရှိကြတယ်နော်ဟုတ်အဲဒီဇာတာခွေလေးကိုတွေ့လို့အဲအိမ်မြတ်ဖတ်ခဲ့တယ်ပေါ့နော်ဒီဘူတောရဲ့အထုပ်ပတိထဲမှာဘူတောပြတ်ထားတာလေးရှိပါတယ်ဘူတောရဲ့မွေးနေ့က1935 February 23ရက်နေ့ပါ February 23ဆိုတာတဲ့ဒီဘေဒင်လက္ခဏာဆရာကြီးကိုင်ရိုကသူပြောခဲ့တာကကြတော့ဒီ February 23မှာမွေးခဲ့တဲ့ ီကလေးတွေอ่ะဒီနောက်တစ်ချိန်မှာဒီအစိုးရထီးနှန်းကိုဖြုတ်ချနိုင်တဲ့အဲသူရဲကောင်းလေးတွေပေါ့เนาะဖြစ်နိုင်နေဆိုတော့အဲသူရဲဟောပြောချက်အမြဲတမ်းဖတ်ခဲ့ရတယ်။သူကိုယ်တိုင်ကလည်းဒီ February 23မှာမွေးခဲ့တာဖြစ်တဲ့အတွက်ဒီ February 23မှာမွေးခဲ့တဲ့သူ့ပေါ့เนาะဒီကလေးလေးကိုတစ်ချိန်မှာဒီနိုင်ငံကိုတော်လှန်မဲ့ဒီသဘုံလောင်းလေးပေါ့သဘုံလောင်းလေးဖြစ်လိမ့်မယ်လို့တော့ဘယ်သူမှတွေးမိမှာမဟုတ်ဘူးလို့လည်းသူရဲ့အထုပတိတဲမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ မောင်မြို့လီမှာဘုကျုံငွေဖွားခဲ့တဲ့အိမ်ရှိတယ်လို့ပညာစတင်ခဲ့တဲ့ဆရာတော်ဦးသောပိတဘုန်းတော်ကြီးတင်ကြောင်းလဲခုတိရှိနေပါသေးတယ်။ဆရာတော်ကဘုကျုံရဲ့လက်ဦးဆရာဖြစ်တယ်လို့ဆရာတော်ကလည်းအင်မတန်လေးစားကြည်ညိုတယ်လို့သိရပါတယ်။ပြီးတော့ဘုကျုံနမောင်ပြက်လာတိုင်းမှာမိဘနှစ်ပါးကိုကြော့တယ်လို့ဆရာတော်ကလည်းမပြတ်မကွက်သွားကြော့လေးရှိပါ အိမ်မြက်ခုနမောင်မြို့တွင်ကဒီပင်ကရဖုန်ကြီးចောင်းဝင်းနဲ့ရောက်ရှိနေတာဖြစ်ပါတယ်ဒီဖုန်ကြီးចောင်းဝင်းကြီးอ่ะဆိုလို့ရှိရင်အိမ်မြက်တို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဘူဂျင်းအောင်ဆန်းပညာရည်တို့စတင်တောက်ဆုခဲ့ရနေတာဖြစ်ပါတယ်ဒီအိမ်မြက်နောက်ဘက်မှာမြင်နေရတာကတော့ဘူဂျင်းအောင်ဆန်းရဲ့ငယ်ဆရာတော်လက်ဦးဆရာတော်ဖြစ်တဲ့ဥတော်ပိတာသတင်းသုံးခဲ့တဲ့ចောင်းဆောင်ဖြစ်ပါတယ်အိမ်မြက်ရဲ့ဒီဘက်မှာမြင်နေရတဲ့အဆောက်အဦးကတော့စာသင်သားတွေအတွက်ဆောက်လုပ်ထားတဲ့စာသင်ဆောင်ဖြစ်ပါတယ်ဒီဖုန်ကြီးចောင်းဝင်းကြီးထဲမှာတော့ဘူဂျုံရဲ့ငယ်ဘဝပုံရိပ်အမှတ်တရတွေအများကြီးထင်ဟနေတဲ့နေရာတွေရှိပါတယ်ဒီထဲမှာဆိုရင်ဘူဂျုံငယ်စဉ်ဘဝကစောက်ကစားခဲ့တဲ့နေရာ တွေစာပေလေးလာဖတ်ရှုခဲ့တဲ့နေရာတွေပြီးတော့ဗိုလ်ချုပ်လေးလာခဲ့တဲ့စာကြည့်တိုက်ဗိုလ်ချုပ်ရဲ့မိကုံးနေပြောဆိုခဲ့တဲ့နိုင်ငံရေးတရားတွေဟောပြောခဲ့တဲ့ဆိုတဲ့နေရာလေးတွေအများကြီးအများကြီးရှိပါတယ်ဒီထက်မှအိမ်မြတ်တို့တူတူသွားပြီးလေးလာကြည့်ကြရအောင်ကျွန်တော်ဒီဆရာတော်ကြီးရဲ့ဆက်ဆက်ကလည်းဒီဆရာတော်အကြောင်းကိုအများရန်ထင်းထင်းဆောင်းဆောင်ဖို့မှာကြားထားခဲ့တယ်ပေါ့။လွန်သွားတဲ့ဆရာတော်ကြီးတွေကလည်း ဒီကျောင်းထဲမှာကျန်တဲ့ကျောင်းတွေကိုပြင်ပြီးတော့အစ်စ်တွေဆောက်ခြင်းဆောက်ဆရာတော်ဥဒ္ဓပိတအကြောင်းကိုတော့လုံးဝမဖြစ်ပါနဲ့ပြုပြင်စရာရှိတာကိုပဲဆက်လက်ပြီးတော့ပြုပြင်သွားကြပါလို့ဆရာတော်ကြီးတဲ့အဲ့ဒါလိုမိမှအကြခဲ့တဲ့အတွက်ကြောင့်ဦးဇင်းတို့အခုလိုပဲဆက်လက်ပြီးတော့ထင်းထင်းဆောင်ရှားတာတာဖြစ်ပါတယ်ပေါ့ဟုတ်တယ်မူလလက်ရာတိုင်းဆရာတော်ဥဒ္ဓပိတသတင်းသုံးတော်တဲ့အတိုင်းပါဒီတိုင်းလေးပါပဲဆရာတော်နောက်ဆုံးခေါင်းချသွားတာလည်းဒီပုံပါပဲဆရာတော်နောက်ဆုံးခေါင်းချသွားတာရယ်နောက် ဆရာတော်ရုပ်ကလရှိချိန်မှာလဲပုချုပ်ကသူ့ရဲ့ဆရာတော်ကိုနောက်ဆုံးအနေနဲ့ဒီပေါ်မှာပဲသူနောက်ဆုံးခရော့သွားခဲ့ပါတယ်ဆရာတော်ရဲ့ရုပ်ကလကိုဒါကတော့ဘူချုပ်ရဲ့ဘုန်းကြီးចောင်းသားလေးဘဝကိုမြင်တွေ့ခွင့်ရလိုက်တဲ့နေရာတစ်ခုပါဘူချုပ်ဟာငငယ်တုန်းကတော်တော်နဲ့စကားမပြောတတ်ခဲ့လို့ဆွန့်အားနေသလားလို့တောင်လူကြီးတွေကစိုးရင်ခဲ့ကြတာပါစကားပြောတတ်တဲ့အခါမှာလဲအင်မတန်မှ ग्वा တီ ग्वा ကြနိုင်လာတယ်လို့ဘူချုပ်ကိုယ်တိုင်ရေးသားထားခဲ့ပါတ ပြီးတော့အမေပေါင်မှចောင်းတက်မယ်ဆိုပြီးကတိကဖဲလုပ်နေလို့အသက်၈နှစ်အရွယ်မှចောင်းစားတက်ရပါတယ်တဲ့ဒီလိုចောင်းတက်ဖို့လက်ခံလိုက်တာကလေစာရေးစာဖတ်တက်မှရှင်ပြုတ်လို့ရတယ်လို့အမေကထောက်ပြလိုက်လို့ပါဒါကတော့ဘုကြောင့်ဆိုင်ရဲ့ငယ်ဆရာတော်ဆရာတော်ဥတ္တပိတရဲ့ပတိကားပုံဖြစ်ပါတယ်ဒီပတိကားဟာဟိုဘက်ကမူရင်းဓာတ်ပုံလေးကိုကြည့်ပြီးတော့ဆွဲထားတာဖြစ်ပါတယ် အဲ့ဒီငွေရင်းတန်းပုံလေးကိုလည်းဦးစင်းတော့ခက်ခက်ခဲခဲနဲ့ပြန်လဲရရှိသည်ဖြစ်တယ်ဘလို့ရလဲဆိုတော့ဒီဓာတ်ပုံဟာဒီနတ်မောက်မှာဆရာတော်ဥဒ္ဓပိတရဲ့ဓာတ်ပုံ ရှာမတွေ့ဘူးတောင်လင်းကြီးပြတိုင်းမှာဒီဓာတ်ပုံတွေရှိတာတော့တောင်ရင်းပြတဲ့ကနေပြန်ပြီးတော့ဒါအထူးခံရတာကံကောင်းရင်တော့ဒီဓာတ်ပုံလေးပြန်လူခံပြီးသိမ့်မကြမီပဲတောင်ရင်းပြတိုင်းနဲ့မီးလောင်သွားတယ်ဆရာတော်ဥဒ္ဓပိတပြန်တော်မူတဲ့ဆရာတော်ဥဒ္ဓပိတတည်င်းသုံးလာတဲ့အခန်းဒီခန်းဒီခန်းတည်င်းသုံးလာပါတော့ ဥတော်ပိတာပြန်တော်မူတဲ့အခါကျတော့ဦးဇင်းတို့ဒီခန်းထဲမှာပဲရုပ်ကလပ်ကိုတော်အကြာကြီးဒီမှာရုပ်ကလပ်ကိုပြင်ဆင်ထားတယ်အဲ့မဲ့ဘုချုပ်ကဒီမှာပဲလာပြီးတော့ခါကျသူ့ဆရာကိုမဆုံးနေနဲ့ခတော်သွားတယ်ပေါ့နော်။နောက်ဒီကျောင်းပေါ်မှာဦးဇင်းတို့ဘုချုပ်တို့ညီအကိုနဲ့ဘုချုပ်တို့ရဲ့မိခင်နဲ့ဘုချုပ်ရဲ့ညီကို၄ယောက်ရှိတယ်လေ။သူတို့ရဲ့ပုံလေးလည်းဦးဇင်းတို့ဒီမှာချိန်ထားပါဒါတော့ဘုကျောင်းဆိုင်မိခင်တော်စုပေါ့နော် ။ဟိုဘက်ကတော့ဘုချောင်းအောင်ဆန်းကြီးအကိုကြီးဥပဝင်အာဇာနည်ခေါင်းဆောင်ကြီး။ဟိုဘက်ကဘုချောင်းအောင်ဆန်းကြီးအကိုလက်ဦးနေအောင်သူကတော့ရှေ့နေမြို့အုပ်။ဟိုဘက်ကဘုချောင်းအောင်ဆန်းကြီးအကိုငယ်ဦးအောင်သား။ဇာကြီးစရာနိုင်ငံရေးခေါင်းဆောင်။ဟိုဘက်ကတော့ဆရာတော်ဦးတော်ပိတာဤတပည့်ဘုချောင်းအောင်ဆန်းပေါ့နော်။ဒါသူတို့ညီကိုလေးယောက်ရှိတယ်။ ဆရာတော်ဦးတော်ပိတ္တကျောင်းမှာကျောင်းစတက်ကလေးကဆလို့ဘူကျုံဟာထူးချွန်ခဲ့တဲ့ကျောင်းသားတူဦးပါ။ကစားမက်လှတဲ့အောင်ဆန်းလေးဟာစားဖြည့်ရမှလေးဒူးကနေတောက်ကနေဖြည့်နိုင်ပါရဲ့။ကလေးပီပီကစားချိန်ကစားစားချိန်စားပြီးကျောင်းသားတာဝန်ကိုလည်းမလိဟင်းခဲ့ပါဘူး။ဒီကျောင်းဝင်းထဲမှာဘူကျုံငငယ်ကလှိမ့်လှိမ့်ချပြီးကစားခဲ့တဲ့ကဘာတစ်ခုလည်းအခုတည်းရှိနေတော့မှာတဲ့။ပြီးတော့ဘူကျုံငငယ်ကစားဖတ်ခဲ့တဲ့ဖျားလှိုင်ကိုကြီးတွေလည်းရှိနေသေးတယ်။ ိုးမဟုတ်ပါဟုတ်ပဲနဲ့အဲ့နေရာလေးကြောက်တယ်အဖွားဖားဒေါ်လာလာသူကဒီထဲနောက်ဆုံးခေါင်းချတဲ့ဒီဒီကြောင်ပိုင်းထဲမှာနေသွားတာလေဗိုလ်ချုပ်ရဲ့တငယ်ချင်းဒေါ်လာလာသူကဒီနတ်မောင်မြို့မှာတော့သူတို့ကတကယ်ကိုချမ်းသာတဲ့အတိုင်းဝင်ပါတယ်သူမိဘတွေမရှိတဲ့အခါကျတော့သူဒီကြောင်ပိုင်းထဲမှာပဲသူကဒီကြောင်ဆောက်တဲ့အခုဦးစင်းနေတဲ့ကြောင်ကဖားဒေါ်လာလာဆောက်ထားတဲ့ကြောင်ပါသူမသိခင်သူနေသွားတယ်နေသွားတဲ့ဆိုရင်အဖွားကဒီကြောင်အရှိဘက်အကုန်မနေဘူးအနောက်ဘက်အဆောင်လေးထဲမှာပဲနေသွားတယ်ပေါ့နော် အဖွားလတ္တာဒီမှာပဲနေတာအဲ့ဒီဒေါ်လာလာဘချုံနဲ့အသက်လည်းအတူတူပဲကြောင်းတက်တော့လည်းအတူတူပဲအဲ့ဒီအဖွားပြောပြရတော့စာတင်ချိန်ဆိုရင်ဘချုံကတကယ်ကိုစူးစူးဆိုင်ဆိုင်နဲ့နားထောင်တယ်စာတင်ပြီးပြီဆိုတာနဲ့ဒီဘက်ကိုသွားပြီးတော့ဒီကဘာကြီးကနေလှိမ့်နေချပြီးတော့ခါကျစစ်တိုက်တန်းကစားတယ်အဲ့လိုလှိမ့်နေချပြီးတော့ခါကျကြမ်းကြမ်းနန်းနန်းကစားတယ်စာသင်ပဲကျောင်းသားကိုစာသင်ပဲဟုတ်တယ်စာသင်ပဲကျောင်းသားတင်တယ်ဒီကဘာကြီးကိုအောက်ကိုလှိမ့်နေချတယ်တဲ့သူအဲ့စစ်တိုက်တန်းကစားတယ်တဲ့ဒီ နော်တက္ကသိုလ်ကျောင်းသားဘုရားရောက်တဲ့ခါမှာလည်းသူနမောက်ပြန်လာပြီဆိုတော့သူကစကားနဲ့တယ်သူကစကားနဲ့စာအဖတ်များတာပေါ့နော် စာဖတ်များတော့ခါကျဒီပြန်လာပြီဆိုလို့ရှိရင်လည်းအဲ့လိုနေ့လဲဆိုစာအုပ်ကြီးတပွေးတစ်ပိုက်နဲ့ဒီဘက်ကိုထွက်သွားပြီတဲ့ဒီဖျားတွေထဲမှာတနေ့ကုန်သူစာဖတ်ပြီးခါညနေကကြမှာပဲအိမ်ကိုပြန်လာတယ်တဲ့ သူ့ရဲ့ဘိုးဘားတွေတဲ့တဲ့ဖရာဆိုတော့ဒီထက်မှပိုကြည့်ခြင်းပါပေါ့နော်ပိုကြည့်ခြင်းပါညနေရာလေးရလေးနော်တပည့်တော်လောလောလေးဒီလိုမျိုးအထင်းသိမ့်မယ်ဆိုလို့ရှိရင်ဒီလိုနေရာလေးမှာပဲစားကြည့်ဖို့ရွေးချယ်ပြမှာအရင်ဟုတ်တယ်ဟုတ်တယ်အပြားကြီးမောင်းနေတယ်လို့ထင်ရပါမယ်အတွင်းထဲရကြတော့ခါကြတော့စောင်းကောင်းကောင်းဖတ်လို့ရတယ်ခေါင်းလုံးဒီစာကြည့်တိုက်ပြီးပေါ်မှာဘုကျောင်းဆံဟာစာရင်းကြည့်ခဲ့တယ်ပြီးတော့ခါကျဒီနမ်မောက်ရောက်လာတဲ့အခါ ံကုန်တက်ကတော့တက်တဲ့အခါတက်နေချိန်မှာနမ်မောင်ပြန်လာပြီဆိုဒီစာကြည့်တက်ထဲမှာစာလဲကြည့်တယ်နမ်မောင်မျိုးကလူငယ်တွေကိုခေါ်ပြီးတော့လူငယ်တွေစီဝေးပြီးတော့အားကြဒီဘက်မှာနိုင်ငံရေးတရားတွေအများကြီးခေါ်ခဲ့တယ်လူငယ်တွေကိုနိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တာဒီစာကြည့်တက်ယူပေါ်မှာပေါ့နော်တော့ဘောကျောင်းဆန်းကသူနောက်ဆုံးအခေါက်မှာဒီလိုလာသွားတဲ့အခါဒီကျောင်းကြီးအောက်မှာပဲရဲတော်မသိတည်တော်ငရဲမလားဆိုတဲ့မိန့်ခွန်းဒီကျောင်းကြီးအောက်မှာပြောသွားတာ ဘူဂျုတ်ပဲရွယ်လောက်ပါဘူဂျုတ်ဒီ32နှစ်ရွယ်ရောက်ပြီလေ32နှစ်မင်းကုန်းပြောတာလေရဲတော်မသိတေးတော်ငရဲမလားဆိုတဲ့မင်းကုန်းဘူဂျုတ်ဖြစ်နေပြီပေါ့အဲ့မင်းကုန်းကိုတချောင်းကြီးအောင်ပါပဲပြောသွားတယ်ပေါ့အပေါ်မှာရောဘူဂျုတ်နဲ့ပတ်သက်တဲ့အမှတ်တရကြီးဘူဂျုတ်ဟာအသက်73နှစ်အရွယ်မှာဒီကျောင်းကနေခွာလို့ရေနံကျောင်းအမျိုးသားကျောင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ် သူဟာအကိုကြီးတွေလိုပဲအင်္ဂလိပ်စာသင်ကျင်းလို့ပြောင်းရွှေ့သွားတာပါထူးချွန်တဲ့ចောင်းသားဖြစ်လို့အတန်းတွေကြော်တက်ပြီး၄နှစ်နဲ့၁၀တန်းအောင်တယ်လို့ဘူကျော်ရဲ့ចောင်းသားဘဝမှာရေးသားထားပါတယ်ဘူကျော်မွေးဖွားခဲ့တဲ့နေရာပညာသင်ခဲ့တဲ့နေရာကစားခဲ့တဲ့နေရာစာဖတ်ခဲ့တဲ့နေရာဟောပြောခဲ့တဲ့နေရာဒါတွေဟာအခုချိန်ထိထင်သာမြင်သာရှိနေသေးတဲ့တော်တော်များများလေးသိနေကြတဲ့နေရာတွေပါ ဒီနတ်မောင်မြို့မှာဘူကျိုးရဲ့အရေးငွေတွေရှိနေသေးတယ်တခြားနေရာတွေလည်းရှိပါသေးတယ်အင်းရနောက်မှာတွေ့နေရတဲ့ဒီကပရန်ကြီးကတော့အင်းမြတ်တို့ရဲ့လွတ်လပ်ရေးဖခင်ဘူကျိုးအောင်ဆန်းဒီမှာလာပြီးတော့သူပြောမဲ့မိကွန်းနေနိုင်ငံရေးအတွက်ဟောပြောဖို့အတွက်မိကွန်းပြောဖို့လာပြီးတော့လေ့ကျင့်တဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာပဲလက်တီလက်မောင်တွေတန်းနေတယောက်ထဲအော်ဟစ်ရင်းနဲ့မိကွန်းတွေပြောခဲ့တယ်လေ့ကျင့်ခဲ့တယ်လို့အင်းမြတ်တို့သိခဲ့ရပါတယ် ပြီးတော့ဘူချုပ်ကြောင်းတက်စင်အချိန်ကသွားခဲ့တဲ့လမ်းကလေးအရင်တစ်ချိန်ကတော့နတ်မောက်ဟာတောမြို့လေးဖြစ်လို့နံပါတ်7ရေးခတ်ခဲ့ပါတယ်ဒီလမ်းလေးအတိုင်းဆင်းနဲ့ဘူလာအောင်ဆင်းအဲ့ဒီကနေမှတစင်ရထားနဲ့ခီးဆက်အခုတော့နတ်မောက်မြို့လေးဟာကားလမ်းလေးပေါက်လို့ဖွင့်လက်ဖွင့်ပြူလာပါပြီအရင်တစ်ချိန်ကဘူချုပ်ဖြောက်ခဲ့တဲ့လမ်းပေါ်မှာကျမလည်းနီးချောက်ကြည့်ချင်ပါ ဒီဘက်မှာဆိုရင်အခုလှဲလန်းချောင်းလေးတွေ့ရမှာပါဒီလန်းချောင်းလေးကစောစောကအိမ်မြတ်ဘိုးကျုပ်ရဲ့အိမ်ဘေးကနေတက်တက်ဆင်းလာတဲ့ဒီဘူဒါကိုသွားတဲ့လမ်းဟောင်းလေးဖြစ်ပါတယ်ဒီလှဲလန်းအတိုင်းအိမ်မက်တို့လာခဲ့မယ်ဆိုလို့ရှိရင်ဒီနေရာကိုရောက်ပါမယ်။ဒီကနေဆက်ပြီးသွားမယ်ဆိုရင်တော့အရှိမနမောက်ဘူးတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလမ်းကြောင်းလေးတစ်ချောင်းကတော့ဘုကျုပ်ဒီတက္ကသိုလ်သွားတက်တဲ့အချိန်မှာဘုကျုပ်ရဲ့နမောက်ကအိမ်နဲ့ဒီတက္ကသိုလ်သွားရာ တက္ကသိုလ်သွားမယ်ပေါ့နော်ဒီမိရထားဘူးဒါရုံခောက်တို့ခောက်ပြန်ဘူကျုပ်သွားခဲ့တဲ့လမ်းလေးဖြစ်ပါတယ်ဒီနေရာလေးကတော့ဘူကျုပ်ရဲ့ကိုတိုင်ရဲ့အထုပ်ပတ်တီထဲမှာသူ့ရဲ့နမောက်မြို့လေးကြောင်းအလှအပလေးတွေရေးဖွဲခဲ့တဲ့မြင်ကွင်းလေးတွေကိုပုံဖော်ခဲ့တဲ့နေရာလေးလည်းဖြစ်ပါတယ်ဘူကျိုးရဲ့အထုပ်ပတ်တူထဲမှာဆိုလို့ရှိရင်တော့ဒီမှာမြင်တွေ့ရမယ်ပဲခင်းနှန်းခင်းလေးတွေပါမယ်ဘူဒါယုံလေးပါမယ်ပြီးလို့ရှိရင်ဒီအဝေးကြီးကနေမြင်ရမယ်တောင်တန်းကြီးတွေပါမယ်ဒီအထုပ်ပတ်တူထဲမှာအိမ်ရတို့ဖတ်ခဲ့ရပါတယ်အဲ့တော့အထုပ်ပတ်တူထဲကညင်ကွင်းလေးတွေကိုအိမ်ရအခုအပြင်မှာလိုက်ပြီးတော့ကြည့်ကြည့်ရအောင် ံသိလားသိပါရဲ့ဗျာဒီဘုရားကလည်းတော့မှာဘိုးရုံဝင်းနေပါ1935ရှေ့နေဥပဒါဇာတိနမမပွေးကြိုင်းမိကြမြောက်ပြုတာကြံကြံခိုင်တဲ့ဇာတိဘွားမိခင်တော်စုတာ1939ပြောင်းကြတယ်မလို့ညရင်ညို့လို့ဘဝင်းညို့ဇူလိုင်29ဒီတော်ကြီးရဲ့ကျေးဇူးရှင်ဘိုးချုပ်တို့ပါခင် ကောင်းစေခြင်းနဲ့မာတကငါတို့မေမေအားဤတော်သူရဲ့ကြိုးပမ်းအောင်ဒီချစ်တို့ကောင်းသောသူပဲနေပေါင်းလမ်းစဉ်ညာဘိုးချုပ်ချမှတ်တော်မြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဇုံထဲမှာရှိနေတဲ့မကွေးတိုင်းတဲကနမ်မောင်မြို့လေးရတော့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဘီးတုကဖြစ်လာမယ်မြမတက်မတော်ကိုစတင်တီထောင်မယ်ရိုးသားလာတဲ့လူလူကောင်းဆောင်တို့အုပ်ကို 1925ဖေဖော်ဝါရီ23ရက်မှာမွေးဖွားပေးခဲ့ပါပြီ။သူ့ရဲ့ရိုးသားတဲ့ဂုံပုတ်တွေပြက်သားတဲ့မိန့်ခွန်းတွေတိုင်းပြည်ပေါ်ထားရှိတဲ့စေတနာတွေလူမှုပေါ်ထားရှိတဲ့မေတ္တာတွေတိုင်းပြည်အတွက်အရာရာဆွတ်လွတ်ခဲ့တာတွေဒါတွေဟာပြောမကုန်နိုင်လောက်အောင်များပြားလွန်းလာပါတယ်။ဒီလိုပုဂ္ဂိုလ်တို့ရဲ့ကျေးဇူးတွေဟာကျမတို့အားလုံးပေါ်မှာကြီးမားလွန်းလာပါတယ်။ ပြီးတော့ဒီလိုပုံကူမျိုးကိုမွေးဖွားပေးလိုက်တဲ့နမောင်မျိုးရဲ့ကျေးဇူးကိုလည်းသတိတရရှိနေတဲ့လို့ထင်မိပါတယ်ဒီဒီလိုမျိုးအသေးသေးလေးရနေပြီးဒီလိုပုံကိုကြီးဖတ်မယ်လို့ပေါ့နော်အမေတို့ပြောနေအမေတို့အမေဖေတောင်ဘယ်သိပါမလို့ပေါ့နော်ဒီကအခုကြတော့တခါမြန်မာလူမျိုးတွေရအောင်မကဘဲနဲ့ကဘာတောင်အတိမတ်ပြရတယ် တခါသမီးရပါအဖေရှီရနင်းပြီးတော့အတိမှတ်ပြူတယ်အဲ့ဒီလိုအန်ဒီကတော့အတိုင်းမသိကိုကိုဂုံယူတယ်ပီတီလည်းဖြစ်တယ်ဘူဂျောင်းဆန်းကိုဒီနတ်မောက်မျိုးလေးကနေမွေးဖွားသွားတာတော့အတိုင်းဆန်းမရှိခုံယူစရာတခုလို့အဲ့လိုဖြစ်ကြတာဘာလို့လဲဆိုတော့နတ်မောက်ဆိုတဲ့တည်တည်မွားမွားရွာသားသားမျိုးလေးတစ်မျိုးကိုမြန်မာကသိသွားအောင်ကဘာကသိသွားအောင် ဆောင်ရွက်ပေးခဲ့တာဘူဂျောင်းဆန်းပဲဖြစ်တယ်ဒါကြောင့်မလို့ဘူဂျောင်းဆန်းက နမမြို့သူမြို့သားတွေရဲ့အသက်နှလုံးဆိုလို့ရှိရင်မမဟုတ်ဘူးပေါ့နော်